ဒီကနေ့စနေနေ့မွန်းလွဲပိုင်းကစကိုင်းတိုင်းမင်းကြီးမြို့နယ်လောင်ပြေကြီးရွာအနီးကလောင်ပြေကျွန်းရွှေမျောလောက်ကနေရာကိုစစ်ကောင်စီတပ်ကဒေချောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ဒေသခံတွေရဲ့ပြောချက်အရတိုက်ခိုက်မှုဟာတစ်ကြိမ်တည်းမဟုတ်ပဲမွန်းလွဲတနအိကွေးဝင်းကျင်မှာ၃ကြိမ်ဆက်တိုက်ဘုံကျဲပစ်ခတ်ခဲ့တယ်လို့ညနေ၄နာရီလောက်မှလည်းထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကနအူးရရှိထားတဲ့သတင်းအချက်အလက်တွေအရဒေသခံအနည်းဆုံး၄ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ မြေပြင်မှာထိခိုက်ဒဏ်ရာရသူတွေထက်ရှိနိုင်သေးတဲ့အတွက်အသေးအပြောက်စင်းအတိအကျကိုတော့ CG platform သတင်းအဖွဲ့ကဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။ဒီရွှေမြောက်လောက်ကဟာဒေသခံပြည်သူတွေကိုယ်တိုင်ကလေချောင်းရံအန္တရာယ်ကိုကြိုတင်မြင်ပြီးကန့်ကွက်ထားတဲ့နေရာဖြစ်ပါတယ်။ချင်းတွင်းမြပေးမြေလူကျွန်းပေါ်ကဒီစီမံကိန်းကိုတော်လန်ကြီးတပ်ဖွဲ့တချို့ကဒေသခံတွေသဘောမတူတဲ့ကြားကနေပြီးခဲ့တဲ့စက်တင်ဘာလကစပြီးလုပ်ငန်းရှင်တွေကိုလုပ်ပိုင်ခွင့်ချပေးခဲ့တာလို့သိရပါတယ်။လောင်းပြည့်ကြီးရွာသားတွေဟာတဘာဝဘေးအန္တရာယ်နဲ့ အခုလိုလေကြောင်းတက်ခိုက်ခံရမှာကိုစိုးရိမ်နေကြအောင်အော်တိုဘာလနဲ့နိုဝင်ဘာလတွေထဲမှာသုံးချိန်တိတိဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။ဒါပေမဲ့ဒေသခံတွေစိုးရိမ်ခဲ့တဲ့အတိုင်းပဲဒီကနေ့မှာပဲလေကြောင်းတိုက်ခိုက်မှုကိုအမှန်တကယ်ကြုံတွေ့လိုက်ရတာပဲဖြစ်ပါတယ်ခင်ဗျာ။